ကျန်းစာဖတ်ကြားခြင်းအစီအစဉ်မှကြိုဆိုပါ၏ဟေရှာယအနာဂတိကျမ်းအခန်းကြီး66အငယ်1မှ24ထာဝရဖျားမိန်တော်မူသည်ကားကောင်းကင်ဘုံသည်ငါပလင်ဖြစ်၏မြေကြီးသည်ငါခြေတင်ရာခုံဖြစ်၏အဘယ်သို့သောဗိမာန်ကိုငါအဖို့တိဆောက်ကြမည်နီအဘယ်အရက်သည်ငါကျင်းဝရာအရက်ဖြစ်မည်နီ ဤအရာအလုံးစုံတို့သည်ငါကိုယ်တိုင်ဖန်ဆင်းသောကြောင့်ဖြစ်ကြ၏စိတ်နှိတ်ချခြင်းနှလုံးကြည်ကွဲခြင်းငါစကားကြောင့်တုန်လှုပ်ခြင်းရှိသောသူကိုသာငါကြည့်ရှုမည်တဖန်မိန်တော်မူသည်ကနွားကိုတတ်သောသူသည်လူကိုတတ်သောသူနှင့်တူ၏သောတငယ်ကိုရစ်ပူဇော်တော်သူသည်ခွေးလေပင်ကိုဖြတ်တော်သူနှင့်တူ၏အလှဒါနကိုလှူဒန်းတော်သူသည်ဝတ်သွေးကိုလှူဒန်းတော်သူနှင့်တူ၏ လောဘံကိုမီးရှို့သောသူသည်ယုတ်တုကို ကောင်းကြီးပေးသောသူနှင့် တူ၏အကယ်စင်စစ်ထိုသူတို့သည်မိမိအလိုရှိရာလမ်းကို ရွေးကြ၏မိမိစိုးညွတ်သော အမှုတို့၌အမွေးလျော်ကြ၏ငါသည်လေသူတို့ဖို့ဘေးဥပတ်များကို ရွေးမည်သူတို့ကြောက်သော အမှုကို ရောက်စေမည်အကြောင်းမူကားငါခေါ်သောအခါအဘယ်သူများမထူးငါပြောသောအခါသူတို့သည် နားမထောင်ကြ ငါမျက်မှောက်၌မကောင်းသောအကျင့်ကိုကျင့်၍ငါမနှစ်သက်သော အရာကို ရွေးယူကြ၏။ထာဝရဖျားဤနှုတ်ကပတ်စကားတော်ကြောင့်တုံလှုပ်သောသူတို့စကားတော်ကိုနားထောင်ကြလော။သင်တို့ကိုမုံ၍ငါနာမကြောင့်နှင်ထုတ်သောညီအကိုတို့ကငါတို့သည်သင်တို့ဤဝမ်းမြောက်ခြင်းကိုမြင်ရမည်အကြောင်းထာဝရဖျားသည်ဘုံပွင့်တော်မူစေတည်းဟု ပြောတတ်တော်လဲရှက်ကြောက်ကြလိမ့်မည်။ မြို့၌အုပ်အုပ်ကြက်ကြက်သောအသံဗိမာန်တော်တွေကထွက်သောအသံရန်သူတို့အားအကျိုးအပြစ်ကို ပေးတော်မူသောထာဝရဖျားဤစကားတံပေသည်ဇီးအောင်သူတို့သမီးသည် သားဖွာခြင်းဝေဒနာကိုမခံမီသားကိုဖွာ၏ဝေဒနာခံချိန်မရောက်မီသားယောက်ျားကိုမြင်၏ထိုသို့သောအမှုကိုအဘယ်သူသည်ကြားဘူးသနည်းထိုသို့သောအမှုကိုအဘယ်သူသည် မြင်ဘူးသနည်းတိုင်းနိုင်ငံကို တနေ့ချင်းတွင် ဖွားတက်သလိုပြည်သူပြည်သားအပေါင်းတို့ကိုတပြိုင်နက်ဖွားတက်သလိုစည်းအုံတတို့သမီးသည်သားဖွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်သားများကို ဖွားမြင်ပါသည်တကားသားဖွားမည်အကြောင်းကိုငါသည် စီရင်ပြီးမှ မဖွားစေဘဲနေရမည်လောဟုထာဝရဘုရားမေးတော်မူ၏။ငါသည်ပရိသေတွေပေးပြီးမှ မဖွားနိုင်အောင် ချုပ်ထားရမည်လောဟုသင်၏ဘုရားသခင်မေးတော်မူ၏။ ယေရုရှလင်မြို့ကိုချစ်တော်သူအပေါင်းတို့သူနှင့်အတူဝမ်းမြောက်ရှင်လန်းကြလောယေရုရှလင်မြို့အတွက်စိတ်မသာညှိတွားသောသူအပေါင်းတို့သူနှင့်အတူအလွန်ဝမ်းမြောက်ကြလောတို့ပြုလျင် သူဤချမ်းသာခြင်းတားမြတ်ကိုဆို၍ဝါကြလိမ့်မည် သူဤစည်းစိမ်ကြွယ်ဝခြင်း အထက်ကထောက်ယူ၍မွေးလျော်ကြလိမ့်မည်သာဝရဖျား မိန်တော်မူသည်ကား မြစ်ကဲ့သို့ချမ်းသာကို၎င်းစီးသောရေကဲ့သို့တပားအမျိုးသားတို့၏စီးစိမ်ကို၎င်းယေရုရှလင်မြို့သို့ငါရောက်စေမည်သင်တို့သည်သားမြတ်ကိုစို့၍ခါ၌ချီခြင်းဒူးပေါ်မှမြှူခြင်းကိုခံစားရကြလိမ့်မည်အမိသည်သားငယ်ကို နှစ်သိမ့်စေတကဲ့သို့ သင်တို့ကိုငါနှစ်သိမ့်စေမည်ယေရုရှလင်မြို့၌ချမ်းသာရကြလိမ့်မည်ထို့သော တွေ့မြင်သဖြင့်သင်တို့ဤနှလုံးသည်ရွှင်မြူး၍အယိုးတို့သည် စိမ့်လန်းသော အပင်ကဲ့သို့တန်ကြလိမ့်မည်။ထာဝရဘုရား၏လက်တော်သည်လည်းကျွန်တော်တို့အား၎င်းအမျက်တော်သည်ယံသူတို့အား၎င်းထင်ရှားလိမ့်မည်။ကြည့်ရှုလောထာဝရဘုရားသည် ပြင်းစွာသော အရှင်အားဖြင့်အမျက်တော်ကို၎င်းမီးလျံအားဖြင့်ဆုံးမတော်မူခြင်းကို၎င်းထင်ရှားစွာ ပြခြင်းက လေးပွေကဲ့သို့သောယထာတော်တို့ကိုစီး၍မီးကဲ့သို့ကြွလာတော်မူလိမ့်မည်။ထာဝရဖျားသည်မီးနှင့်ဓာအားဖြင့်လူတတဝါအပေါင်းတို့ကိုအပြစ်ပေးတော်မူ၍ထာဝရဖျားကွက်မြတ်တော်မူသောသူတို့သည်များကြလိမ့်မည်။တဖန်မိန်တော်မူသည်ကဝတ်သားကြွက်သားယွန်းရှားဖွယ်သောအရာကိုစားလျက် ဥယင်တို့တွင် အလေ၌ရှိသောသူတယောက်နောက်သို့လာ၍မိမိတို့ကိုတန်ရှင်းစင်ကြယ်စေသောသူတို့သည် တပြိုင်နက်ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်သူတို့၏အကျင့်ကို၎င်းအကျံအစီတို့ကို၎င်းငါသိ၏အချိန်တန်မှ ဘာသာစကားခြားနာသောသူအမျိုးမျိုးအပေါင်းတို့ကိုငါစည်းဝေးစေသဖြင့်သူတို့သည်လာ၍ငါ၏ဘုံကိုဖူးမြင်ကြလိမ့်မည် ထိုသူတို့တွင် အလံကိုငါထူမည်ဘေးလွတ်သောသူတို့ကိုတာရှုပြီးဖူလာပြီးလေးလက်နက်ကိုတုံးတက်သောလူဒပြီးတူပလာပြီးရာဝန်ပြီးမှဆ၍ငါဤနာမကိုမကြားငါဤဘုံကိုမမြင်ဝေးစွာသောတကြွန်းတနိုင်ငံအရက်တို့ဆေလွတ်သဖြင့်တပါးအမျိုးသားတို့တွင်ငါဤဘုံကိုဟောပြောကြလိမ့်မည် ဣသရေလအမျိုးသားတို့သည်စင်ကြယ်သော ဖလားစသည် တို့နှင့် ပူဇော်တတ်ကာကိုဗိမာန်တော်သို့ဆောင်ခဲ့တကဲ့သို့ထိုသူတို့သည်တင်တို့ဤအညီအကို အပောင်းကို မြင်းယထာထန်းစဉ်မြီးကလအုပ်ပေါ်၌တင်၍ထာဝရဖျားအာ ပူဇော်ဖို့ရာခသိန်းသော အပြည်ပြည်တို့မှငါဤတန်ရှင်းသောတောင်ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဖျားမိန်တော်မူ၏ထိုသူအချို့တို့ကိုငါရွေးယူ၍ရစ်ပရောဟိတ်အရာနှင့်လေဝိလူအရာ၌ခန့်ထားမည်ဟု ထာဝရဖျားမိန်တော်မူ၏ငါဖန်ဆင်းသောကောင်းကင်သစ်နှင့် မြေကြီးသစ်သည်ငါရှေ့၌တည်တကဲသူသင်တို့၏အမျိုးအနွယ်နှင့်သင်တို့၏နာမသည်လည်းတရားလိမ့်မည်ဟု ထာဝရဖျားမိန်တော်မူ၏ လူတတဝါအပေါင်းတို့သည်ငါရှိမှကိုးကွယ်ခြင်းကလာဇန်းနေ့နှင့်ဥပုံနေ့အစဉ်အတိုင်းလာကြလိမ့်မည်ဟုထာဝရဘုရားမိန်တော်မူ၏ထိုသူတို့သည်ငါကိုပြစ်မာသောသူတို့၏အသေးကောင်များကိုထွက်၍ကြိရှုကြလိမ့်မည်သူတို့၏ပိုးသည်မသေးနိုင်ရာသူတို့၏မီးသည်လည်းမငိမ့်နိုင်ရာလူတတဝါအပေါင်းတို့၌ယွန်းရှားပွဲဖြစ်ရကြလိမ့်မည်ဟု မိန်တော်မူ၏ ပရောဖက်ဟေရှာယစီရင်ရေးသားသောအနာဂတ်ကြံပြီး၏။ကြားနာသူ အရောက်စီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ။အာမင်။ပြာဒကင် ယနေ့နဲ့နဲ့ကြားနာရသောနှုတ်ကပတ္တမကျမ်းစာအတွက်ဘုရားသခင်ကြည်သူတင်ပါတယ်။ဘုရားသခင်ရဲ့ကြည်မြတ်ခြင်းဘုရားသခင်ရဲ့တကူကျွန်တော်တို့အတ္တတာမှမြင်တွေ့ပြီးတော့ဘုရားသခင်ပြသောအော်ဘောသောအမှုကိုမြင်တွေ့နိုင်ပါမည်အကြောင်းကျွန်တော်အတ္တတာတည်ကိုအပ်ပါတယ်။ကောင်းကင်ဘဝဘုရားသခင်ရဲ့ပြင်ဖြစ်ပြီးမြေကြီးကဘုရားသခင်ရဲ့ခြေတရာကုန်ဖြစ်ပါတယ်။တို့ကြောင့်အင်မတန်ကြည်မြတ်သောဘုရားသခင်ရဲ့ကြည်မြတ်ခြင်းကို ဒီနေ့ဘဝအတ္တမှာမြင်တွေ့ပြီးတော့ဘုရားသခင်ကဘယ်ဗိမာန်မှာသူနေရမှာလဲသူအတွက်ဒီနေ့ရုပ်ပိုင်းဆိုင်ရာဒီနေ့နေဖို့ထက်အလွန်အရေးကြီးသောနှလုံးသားထဲမှာဘုရားသခင်ကကိန်းဝတ်ခြင်းတော့ဘုရားဖြစ်ပါ၏ကျွန်တော်ရဲ့စိတ်နှိမ့်ချခြင်းနှလုံးကြေခွဲခြင်းဘုရားစကားကိုတုံ့လုတ်ခြင်းနဲ့ဘုရားသခင်ကိုမျှော်ကြည့်ဖို့ရန်အတွက် ဒီနေ့နဲ့တုံတင်ချင်းခံအတွက်ကြီးတို့ချီးမွမ်းပါတယ်။ဘုရားသခင်နှုတ်ကပတ်စကားအတော်စကားအတန်ကိုနေ့အစီတန်းကြားပြီးတော့ဘုရားသခင်ရဲ့အလိုလိုနဲ့ညီရှောက်လန်းပြီးတော့ဘုရားသခင်ပြုသော အမှုအသစ်ကိုမြင်တွေ့နိုင်ပါမိကြောင်းကျွန်တော်တို့ကိုယုံကြည်ခြင်းနဲ့ဆက်လက်ရပ်တော်မူပါလူတော်ဘာကိုကူးစားတဲ့ဖရာသခင် ကိုကူးစားတော့အတ္တဖြစ်စေဖို့ရန်တဲ့ဖရာသခင်မဆရမှုပါ။ ဒီနေ့သောအခါမှာဖျားသခင်ပြုသောကောင်းကင်တည်တည်မြေကြီးတည်ကျွန်တော်တို့အတွက်ဖြစ်တယ်ဖျားသခင်ရဲ့နာမက အစင်တီမဲဆိုတာကိုအတ္တမှာပြန်လဲပြီးတော့ယုံကြည်ခြင်းအဖြစ်မိဆန်တဲ့သောသာဒီမြတ်ဖြစ်စေပါမည်ကြောင်းကိုရှင်လမ်းပြတော်မူပါဒေလိုမှာရှိတဲ့တက်ကြည်သူများကိုငွေကြီးစိတ်ခန္ဓာကြံမှချင်းနဲ့ရစ်ပတ်တော်မူပါတက်ကြွယ်များတက်လက်များလူငယ်များမှစကလစ်သူငယ်များထိဖျားသခင်ကောင်းကြီးပေးပါစေဘုံတင်တက်ရောက် ဥတ္တမှုခန္ဓာရှိတဲ့သာသမီများဘုရားသခင်ကျမ်းမှာချင်းပြပါနာတာရှိယောဂခန်းစားလက်ရှိတဲ့သာသမီများကိုဘုရားသခင်အတိတ်တဖန်ကျမ်းမှာချင်းပြုတော်မူပါအသွေးနဲ့ပတ်သက်ပြီးတော့ကျမ်းမှာချင်းအားနဲ့လက်ရှိတဲ့သာသမီတို့ကိုလည်းကိုရှင်အံ့ဩပဲနမိလက္ခဏာပြုတော်မူပါဒါမှမအမှုတော်များအားလုံးကိုရှင်အတူပါရှိကောင်းကြီးပြီလို့အောင်ချိုစီမံဖော်ဝင်အားလုံးလည်းဘုရားသခင်ကောင်းကြီးပြပါရက်ဝေးရက်နေပြည်တွင်းပြည်ပမှာရှိတော်အသင်းသားတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာပေါ်မှာလည်းဖျားသခင်အတူပါရှိကောင်းကြီးပေးပါဒီစီစဉ်၌တမန်ကျမ်းစာကိုကြားနာခြင်းအားဖြင့်လကောင်းဆူတောင်းခံခြင်း၌ပါဝင်ရှိတဲ့ကုရှင်သားမိဘတို့လည်းထန်တဲ့ဘမကျော်ဝတ်တော်ကောင်းတဲ့မြတ်တော်နောင်းတော်မူပါနေ့နေ့အချိန်မှနေ့လယ်နေဝမှုရှိတဲ့အောင်ဖျားသခင်အတူပါရှိပါမည်အကြောင်းမြတ်တော်မူသောသခင်ရှုခတ်တော်ဖျားရင်နာမ၌ဤနေ့တာအတိတ်ကိုကုရှင်လက်ဝဲစက္ကအနံဆူတောင်းကြပါသည်အဖဖျားသခင်အာမင် သောရပြားသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော။သောရပြားသည်တင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသော။သောရပြားသည်တင်ကိုမျောကြည့်၍ချမ်းသာပေးတော်မူပါစေသော။ တမီတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့်မေတ္တာဖွဲ့လက်လံပြအတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော်အာမင်